Hello အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်ကိုရိုင်းပေါ့နော်စင်ထားတဲ့ဒီအဲ Clover 6K အတွဲလေးကိုကျွန်တော်ဒီအနီးကပ်ရိုက်ပြတာဖြစ်ပါတယ်ဒါလေးပေါ့နော်ဒါတွေကတော့ကျွန်တော်ကိုရိုင်းစင်ထားတာပေါ့နော်ကျွန်တော်စင်ထားတဲ့အတွဲလေးပဲဖြစ်ပါတယ်ဒီကျွန်တော်အိမ်မှာလည်းမီးကျိုးတွေမနေတော့ဘူးပေါ့နော်ကျွန်တော်တစ်ချက်ပြပေးပါမယ်ဒီပါပေါ့နော်ကျွန်တော်အိမ်ကမီးကျိုးတွေ ိမိကပြက်လိုက်လာလိုက်ဆိုတော့အဲအရာများနေပြီဗောနဒီကြိုးတွေကမနေတော့ဘူးဒါပဲဗောနကျွန်တော်တော့ဒီလိုမျိုးတက်ဖို့ရအတွက်ကျွန်တော်လူတိုင်းကိုကျွန်တော် recommend ပေးပါတယ်ဘာဖြစ်လို့ကျွန်တော်အဲ့လိုမျိုးပြောရလဲဆိုတော့ဒီသူကမိပုံမှန်ပြန်လာရင်တော့မှသူကအတုံးဝင်တော့ဗောနော် ဘလို့အတုံးဝင်လဲဆိုတော့သူကဒီ EPC ကိုအဝင်ပေးပြီးမှကိုတုံးချင်တဲ့အချိန်ကိုကိုကလှုပ်ထားလို့ရတာပေါ့နော်ကိုတုံးချင်တဲ့အချိန်ကိုကဒီစက်တင်ဘာချိန်မှာကိုကတုံးလို့ရတာပေါ့နော်အဲကြောင့်မို့ကျွန်တော်လူတိုင်းကိုတက်ဖို့ကျွန်တော်တော့ recommend ပေးပါတယ်အစားတော့ကျွန်တော်လည်းတက်ဖို့ကျွန်တော်အစီအစဉ်မရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမီးရပုံမှန်လာပဲဆိုရင်ကိုကဒီအမ်ကိုကတုံးဖို့မလိုတော့ဘူးပေါ့နော်အဲလိုမျိုးစိတ်ကူးနဲ့ကျွန်တော်မတက်ဘူးပေါ့နော် ါပေမဲ့အခုကတော့ကျွန်တော်တက်လိုက်တာပေါ့နော်မိကလည်းဒီကျွန်တော်နေရာဒေတာမှာလုံးဝမလာတော့ဘူးနော်အဲကြောင့်မလို့ဒီကျွန်တော်လည်းတက်ဖို့ဆုံးဖြတ်လိုက်တာပေါ့နော်ဒီတဆုံနဲ့ဆိုရင်ကျွန်တော်ကတော့နှဆုံရှိပေါ့နော်အရင်ဗီဒီယိုတွေမှာကျွန်တော်တင်ထားတာလည်းရှိတာပေါ့နော်အဲတဆုံကအခုဆိုရင်ဒီတဆုံနဲ့ဆိုရင်ကျွန်တော်ကတော့နှဆုံရှိပါပြီဒါလေးကတော့သူ့ရဲ့ဒီတက်ဆိုင်တဲ့ပရိတ်ကာတွေပေါ့နော်အဲကျွန်တော်ဆင်ထားတဲ့ပုံစံလေးကိုတစ်ချက်ကျွန်တော်ပြောပြပါမယ် ါလေးပေါ့နော်ဒါလေးကဒီဒီ fuse ပေါ့နော်ဒါလေးကသူ့ရဲ့ဒီ solar နေလာတဲ့ဒီအဝင်ကြိုးပေါ့နော်ဒီဝင်ကြိုးအပေါင်းအနှုတ်ပေါ့နော်အာဒီကောင်ကသူ့ရဲ့ fuse ပေါ့နော် fuse ကနေ breaker ကိုလာတာပေါ့နော်ဒါကတော့သူ့ရဲ့ဒီ solar breaker ပေါ့နော်ပြီးတော့ဒါကျွန်တော်အိမ်အတွက်ကျွန်တော် chain over ပေါ့နော်ကျွန်တော် inverter နှလုံးရှိတဲ့အတွက်ပေါ့နော်ကျွန်တော်အပေါ်တင်လိုက်မယ်ဆိုရင်ဒီ inverter နောက်တစ်လုံးကိုကျွန်တော်တုံးမှာပေါ့နော် အခုလောဆယ်ကျွန်တော်အောက်မှာခြားထားတဲ့အတွက်ဒီအခုလက်ရှိကျွန်တော်ဒီ grower sick ပေါ့နော်ဒီတလုံးကိုကျွန်တော်တုံးထားလာပြီဖြစ်ပါလေပြီးတော့ဒါလေးကအထွက် breaker ပေါ့နော်ဒီ breaker နေတစ်စင်းဒီပို့မီတာစီကိုသူကအဝင်တာပေါ့နော်ပြီးပြီးကမှအဓိကနေဒီအိမ်ထဲမှာတုံးတဲ့အဲလုတ်တွေကိုသူကအဲတွားမှာပေါ့နော်ဒါလေးကတော့သူရဲ့ဒီ display မှာပြထားတဲ့အဲဒီပုံစံလေးပေါ့နော်အရှိတိုင်းဝင်ခိုင်းမယ်ဆိုရင်ပေါ့နော်ဒီကျွန်တော်လဲ alloy ထဲထဲဝင်ဝင်ဒီ alloy လဲမတီးဘူးပေါ့နော်ကျွန်တော်လဲဒီအဲဆရာတွေ YouTube ပေါ်မှာတင်ထားတဲ့ video ကိုလိုက်ကြည့်ရင်ကိုယ်ကိုယ်တိုင်လှုပ်ဖြစ်တာပဲဖြစ်ပါလေဒါတော့ဒီညလေတနိုင်ခွဲနှစ်နိုင်ဝင်ကျင်တော့မှရှိတဲ့အခြေအနေပေါ့နော် ဒါတော့ဒီဒါတော့2 ampere ကိုပြတာပေါ့နော်ဒီ solar နေဒီဒီ solar နေဝင်လာတဲ့ ampere ပေါ့နော်4.6 ampere ပေါ့နော်အိမ်ထဲမှာတုံးတာတော့5.3တင်တယ်ဒီ impala ကနေသူကပြနေပေါ့နော်ဒါတွေကတော့ကျွန်တော်လည်း LOE ထဲထဲဝင်ဝင်တိတ်မတီးဘူးနော်အဲအမားတွေပါပါမယ်ဆိုရင်လည်းကျွန်တော်ပြန်ထောက်ပေးလို့ရပါတယ်ပေါ့နော်ဒီ ဒီဟာလေးကတော့ရခိုင်နှုံးလေးပြထားပါဘူးเนาะကျွန်တော်အိမ်မှာကျွန်တော်20ရခိုင်နှုံးပဲတုံးထားတာပါဘောเนาะဒါလေးပေါ့เนาะကျွန်တော်ဒီမှာ solar fat ပေါ့เนาะ solar ကိုပထမဦးစားပေးနေတဲ့ကျွန်တော်တုံးထားတာပါဘောเนาะကျွန်တော်နေရာဒေတာမှာမီးတွေပိုင်းမလာတဲ့တော့ပေါ့เนาะဒါတော့ဒီ web ပေါ့เนาะအဲ900 web ပေါ့เนาะအမှန်ဆိုရင်သူက900 web တောင်မကအောင်ပေါ့เนาะသူထွက်တာ1000ကျော်ပါလေ တထောင်ကနေဒီနေအရန်ဖွင့်တဲ့ချိန်မှာဆိုရင်တူက2000ကျော်လောက်တူကထွက်ထွက်တာပေါ့နော်ဒါပေမဲ့တူကဒီဘက်ထရီကလည်း100ရခိုင်နှုန်းပြည့်နေတဲ့အတွက်သူကအိမ်မှာတုံးတာဒီ800ဝက်ကျော်ကျော်ပဲတုံးထားရဆိုတော့တူကဒီအတွက်ပဲတူကအဲတူကယူပေးတာပေါ့နော်အင်ဗတာအင်ဗတာကဒီအိမ်မှာတုံးတဲ့လုတ်အတွက်ပဲတူကဆိုလာစင်တူကလိုတလောက်ပဲတူယူတာပေါ့နော် ကုန်လုံးကြီးသူမယူဘူးပေါ့နော်တထောင်ဝက်ကျော်တယ်ဗျအာဒီနေတိတ်မတားဆိုရင်တထောင်ဝက်ကျော်တယ်ငိုးအုပ်တယ်ဆိုရင်သူကအာ300လောက်ပဲသူဝင်တဲ့ချိန်လေးရှိတယ်အဲ800လောက်ဝင်တဲ့ချိန်လေးရှိရပေါ့နော်အဲ့လိုမျိုးလေးတွေရှိပါလေဒါတော့ဒီခုကတော့နေပွင့်နေတယ်ဆိုတော့ဒီသူလိုတလောက်ပဲသူယူနေတာပေါ့နော် တို့ရဲ့ဒီ setting တွေအကြောင်းလဲကျွန်တော်အဲ့လောက်ကြီးတော့မတီးဘူးဗျဒီအလောက်ကြီးထဲဝင်တော့မတီးဘူးပြီးတော့လဲကျွန်တော်ရှောက်ပြီးမှကျွန်တော် glimpse နေဘောနော်မဟုတ်လို့ရှင်ဒီကိုကိုလိုင်းစင်တဲ့အထွတ်ဘောနော်ဒီကျွန်တော်မြို့မှာရှိတဲ့ installer တွေခေါ်ပြီးမှကို့ဟာဟိုလာကြည့်ပေးခိုင်းဖို့ဆိုရင်လဲဒီတို့ကလဲတို့စင်ထားတဲ့ဟာမဟုတ်ဘူးဆိုတော့ကျွန်တော်အားနာတော့ဘောနော် ပြီးတော့ဒီ wifi ချိတ်ကြလေးတွေလည်းရှိတာဗောနော်ဒီမှာဗောနော်ဒါလည်းကျွန်တော်ဝယ်တဲ့ဆိုင်ကိုကျွန်တော်လမ်းမေးပြီးမှကိုကိုတိုင်းချိတ်တာပဲဗောနော်အဲ့လောက်လည်းမခက်ခဲဗောနော် ကိုကိုတိုင်းဆက်ဆက်ရကျွန်တော်လောက်တာပဲဖြစ်ပါလေကျွန်တော်ကတော့ဒီတစ်လုံးနဲ့ဆိုရင်နှလုံးရှိတော့ရဗောနော်ကျွန်တော် solar စင်တာဒါတော့သူ့ရဲ့ battery ဗောနော်ဒီ battery ကိုရွေးရချင်းတဲ့အကြောင်းရင်းလဲကျွန်တော်မှာဒီအကြောင်းပြချက်လေးတော်တော်ရှိတာဗောနော် ။ဘာလဲဆိုတော့ပထွေကိုအများကြီးပတ်စံမတုံးချင်တဲ့အတူတွေအတွက်အဲပတ်စံတုံးနိုင်တဲ့တခါတည်းမတုံးချင်တဲ့အတူတွေအတွက်ပေါ့နော်။အဲဒီပထွေကအရင်အဆင်ပြေပါလေ။ဘာဖြစ်လို့လဲဆိုတော့သူကဒီ51.2 TRAH ဆိုတော့ဒီကျွန်တော်နောက်တစ်လုံးဝင်မယ်ဆိုရင်ဒီ barrel ချိန်ပြီးမှဒီတိုင်းပဲအပေါ်ကနေအပေါ်ကနေထပ်ပြီးမှအပေါ်ကနေတစ်လုံးပြီးတစ်လုံးထပ်ပြီးမှ တုံးသွားယုံပဲပေါ့နော် ကျွန်တော်လဲနောက်ပိုင်းတွေမှာဆိုရင်ကျွန်တော်ဒီဒီကောင်ထက်ဝယ်ဖို့ကျွန်တော်ရှိတာဗောနော်ကျွန်တော်ဝယ်မယ်ဆိုရင်ကျွန်တော်နောက်ထပ်နှလုံးမဟုတ်ရင်လဲ၃လုံးထက်ဝယ်ဝယ်မှာဗောနော်အဲ့လိုမျိုးတော့စစ်ကူထားပါတယ်ကုလောဆယ်တော့ပတ်စံတော့ဒီဆိုလာအတွက်နဲ့တင်ပတ်စံတွေဒီအများကြီးကုန်နေဗောနော်ကျွန်တော်လဲအဲအရင်းကြီးတွေအတွက်လဲရှိသေးတယ်ဆိုတော့ကျွန်တော်ကလဲမဝယ်ဖြစ်သေးဘူးဗောနော် ခုကဆိုလာလေးချက်ထက်မှာပေါ့နော်ဆိုလာလေးချက်ကတော့ဘာဖြစ်လို့မှာလဲဆိုတော့ तू ကဈေးဈေးကခုဆိုလာဈေးတွေကကြားတဲ့အတွက်ပေါ့နော်အဲဝယ်တင်တယ်လို့ကျွန်တော်ထင်လို့ကျွန်တော်ဝယ်လိုက်တယ်ပေါ့နော်မိုးရင်ဈေးတွေပါလေးပြန်တက်မယ်ဆိုရင်ဆိုလာဈေးကလည်းမလွယ်ဘူးပေါ့နော်ခုဒီမှာပေါ့နော်သူ့ရဲ့ဒီ setting ကဒီမှာပေါ့နော်သူ့ရဲ့ပို့ကဒီကျွန်တော် battery ကကျွန်တော် battery ရဲ့ပို့ကပေါ့နော်50 52.8ပေါ့နော်ပို့သွားပြည့်နေတဲ့အတွက်ပေါ့နော် ဒါကတော့ဒီ battery SOC ကတရားရခိုင်နှုန်းပြည့်နေပါဘောနော်ဒီ battery ကိုရွေးရတဲ့အကြောင်းရင်းနောက်တစ်ခုကလည်းဒီသူ့မှာ display လေးပါလို့ဘောနော်သူ့မှာ display လေးလည်းပါလို့ဘောနော်ပြီးတော့ဒီ battery ကနည်းနည်းပြည့်စုံနေလို့ကျွန်တော်ခံစားရတာဘောနော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာလေးလေး breaker လေးလည်းပါတယ်ပြီးတော့ဒီမှာကဒီအဲသူ့ရဲ့ဒီ on off croak ဘောနော်အဲကျွန်တော်အိမ်မှာကလေးရှိတာဘောနော် ဒီခါလေးကျရင်သူဒီ on off clock ကိုသူလာပိတ်ချတဲ့အချိန်မျိုးမှရှိတာပေါ့နော်လွယ်လွယ်နဲ့ပိတ်ချလို့မရအောင်ကျွန်တော်တိတ်လေးနဲ့ကတ်ထားလာပဲဖြစ်ပါတယ်အခုဆိုရင်တော့ battery တွေကတော့ပြည့်နေတယ်ပေါ့နော်ဒီမှာဒီမှာလည်း battery ကြည့်လို့ရသေးရပေါ့နော်မီယာ၄တုံးရှိတာပေါ့နော်ဒီလိုမျိုးမီလေးစိမ့်နေတာပေါ့နော်ပြီးတော့ကျွန်တော်ကတော့ဒီဒီအပေါက်လေးတွေကိုပေါ့နော်တိတ်တကာလေးတိတ်ကတ်ထားလိုက်တာပေါ့နော်မွေးရင်ဖုန်နေ ဝင်มาဗောနော်ကျွန်တော်အိမ်ကဖုန်နေမလုံးဗောနော်အဲကြောင့်မလို့ဒီသူကလည်းအပေါ်ထောင်ထားတဲ့အနေထားမှာဆိုရင်တော့ဒီဖုန်တွေတော်တော်ဝင်ပါတော့ကိုလိုတဲ့ချိန်ကျတော့ဒီဖုန်တွေပိတ်နေမှာပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒါမျိုးတိတိလှုပ်ထားပါလေဒါလေးပေါ့နော်ကျွန်တော်တွေ့ရဲ့ခုံလေးလဲကျွန်တော်ဘက်ထရီတိုးဖို့အတွက်ကျွန်တော်ຢာထားတာပေါ့နော်ဒီခုံက ဒီဘက်ထရီကိုလဲလိုက်မယ်ဆိုရင်ကွက်တီပဲပေါ့နော်ဒီခုံလဲကျွန်တော်လက်သမားဆရာကိုကျွန်တော်လှုပ်ခိုင်းတာပေါ့နော်လှုပ်ခိုင်းပြီးမှဒီတကယ်လို့ကိုကဘက်ထရီပိုင်းတိုးမယ်ဆိုရင်ဒီလိုမျိုးလဲပြီးမှအပေါ်နေထပ်ပြီးမှဒီထက်တုံးလိုက်ုံပဲပေါ့နော်အဲ့လိုမျိုးအနေထားပေါ့နော်ဒါလေးပေါ့နော်ကျွန်တော်စင်ထားတဲ့အတွဲလေးဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလေးလုပ်ပြီးတော့ပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက် ကျေးဇူးပါတယ်။နောက်ဗီဒီယိုတွေမှာ ပြန်ဆုံချပါမယ်။ See you in the next video. Bye bye.